7.7 magnitude earthquake has hit our Myanmar. India ရာလေဒီလိုကူညီရတဲ့အချိန်မှာမြန်မာလူမျိုးတွေနဲ့အိန္ဒိယလူမျိုးတွေနဲ့အဲ့လိုမျိုး communicate လုပ်တဲ့အချိန်မှာပေါ့နော်။နည်းနည်းအခက်လေးတွေ့နေရတဲ့ဒေဝီရဲ့ဖိုးကနေပြီးအကြက်ပြတာဒေဝီရဲ့မထူးဘူးရဲ့ဒေဝီလည်းတဲ့အိလိဆာရနေရပဲတဲ့အဲ့လိုလေးကူညီပေးလိုက်ရင်မကောင်းလားဆိုတော့တမီးကလည်းဟုတ်တယ်တဲ့ဟုတ်တယ်လို့ကောင်းတယ်လို့ဆိုပြီးတော့တမီးကနေပြီးတော့ကူညီဖြစ်သွားပါရှင့်ဟုတ်။သူက dead body ကိုဘယ်နာဘယ်နာမှာတေချာပေါက်ရှိရဲဆိုတော့သူတို့ပြောနိုင်တယ်ပေါ့နော်ဟုတ်။ အာ volunteer ကတော့အဲ့လိုလုပ်ဖို့တော့ရှိရဲ့ရှင်ဟုတ်အာ volunteer ကိုနည်းနည်းလေးကိုကလေအဲ့လိုတတ်နိုင်တဲ့လောက်လေးပေါ့နော်ဒီဒီလိုမျိုးကိစ္စဖြစ်နေတဲ့အချိန်မှာကိုတတ်နိုင်တဲ့လောက်လေးကိုလုပ်ပေးရှင်လို့ volunteer ကတော့လုပ်ဖို့ရှိရဲ့ရှိပါရှင်ဟုတ်ဟုတ်ဟုတ် ရှင်းပြခဲ့တာကတော့ကရိန်းနားမှာတစ်ခေါက်ရှင်းပြခဲ့ပြီးတော့တခြားနေရာလည်းရှင်းပြခဲ့ပါတော့ဒါပေမဲ့ TikTok မှာတက်လာတာကတော့ဒီနားမှာရှင်းခဲ့ရရဲ့အာပြီးတော့ဒီနေရာလေးမှာရှင်းခဲ့ရရဲ့ပဲတက်လာတာပေါ့နော်ဒါပေမဲ့ရှင်းပြတာကတော့နေရာဆုံးပဲပေါ့နော်သူတို့သွားတဲ့နောက်ကိုလိုက်ရတာပေါ့နော်ဟုတ်အာအာ body shot တွေ့တာကတော့အဲ့ဒီအာဒီဘတ်ချမ်းမဟုတ်ပေမဲ့ဟိုဘတ်ချမ်းပေါ့နော်ဟိုဘတ်ချမ်းရဲ့ဟိုးအောက်ဆုံးမှာဒီဒီအဲ့ရေကန်ကြီးရဲ့အောက်မှာ ီကန်ကြီးရဲ့အောက်မှာပေါ့နော်ရှာတွေ့တာအိန္ဒိယတွေကကြတော့ဖြစ်ဖြစ်ချင်တာကကြတော့အဲ့ဒီနေရံတွေအကုန်ဖွဲပြီးတော့အကုန်ဖယ်ပြီးတော့ပေါ့နော်သူတို့အဲ့ကြားထဲကနေဝင်ဝင်ပြီးွားတော့မှအဲ့ဒီ dead body ကိုထုံမှာအဲ့ dead body ကအဲ့ဒီအဲအဲ့ဒီရေကန်ရဲ့အောက်မှာတွေ့ရပါဘောနော်အဲ့ရေကန်ရဲ့ပြောမယ်ဆိုရင်တော့အဲဒါရှီချိုးကန်နဲ့တွေ့ရအဲ့အောက်မှာတွေ့ရပါဘောနော်အဲ့ဒီရေကန်ရဲ့အောက်နားလောက်မှာတွေ့ရတဲ့ဟုတ်ဟုတ်ကဲ့ အာတမီးနာမည်ကတော့ရွှေစီဒေဝီပါအနန်းဒေဝီလို့လည်းတီးကြပါရဲ့ဟုတ်အသက်ကအသက်ကတော့၁၂နှစ်ပါရှင့်အတုံးကတော့အစီအစဉ်တော့မရှိဘူးစီတော့မရှိဘူးဒါပေမဲ့အဖိုးကပေါ့နော်အဲအဖိုးကဒီ site လေးကိုပေါ့နော်ကရင်းလေးပါလေးဟိုလိုကုညီပေးထားတော့ဖိုးဖိုးလို့အဖိုးလို့ကုညီပေးတဲ့ site လေးကိုဒေဝီခဏလိုက်ကြည့်ချင်တယ်ဆိုပြီးတော့ဖိုးကပြောတော့ဖိုးကနေပြီးတော့အေးအဲ့ဆိုလဲလိုက်ခဲ့လေးဆိုပြီးတော့ပြောတဲ့အချိန်မှာတမီးကလိုက်သွားပါပေါ့နော်လိုက်သွားတဲ့အချိန်မှာအဲ့မှာအိန္ဒိယရင်းနဲ့တွေ့ရအိန္ဒိယရင်းကလည်းဒီလိုကူနေတဲ့အချိန်မှာမြန်မာလူမျိုးရင်းနဲ့အိန္ဒိယလူမျိုးရင်းနဲ့အဲ့လိုမျိုး communicate loud ได้ใช่ไหมบ่เนาะเนี่ยอ่ะแค่เล็กด้วยเนี่ยเนี่ยเทวีเนี่ยพ่อว่านี่แบบจะไปอ่ะเทวีเนี่ยมันทู้เนี่ยเทวีเลยเนี่ยไอ้เลขสายานี่อ่ะเบ้เนี่ยไอ้ลูกเลี้ยงคุณนี่ไปไหนมาเก่านะแต่เมียเนี่ยเขาเดือดเขาเดือดลูกเก่าเนี่ยลูกสูบอยู่แต่เมียเนี่ยอยู่คุณนี่เพี้ยตัวมาใช่ไหม So our country has been going through a lot of horrific and terrifying things. 7.7 magnitude earthquake has hit our Myanmar. And it destroyed most of our second largest city, Mandalay. ဟုတ်အဲကဲဆယ်မှုအားတော့ထိရောက်သွားပါရဲ့ဘာလို့လဲဆိုတော့ तू ကအဲ့အိန္ဒိယရေကသူတို့ကအဓိကကပေါ့နော်အဲဒီ dead body ကထင်တာပါရှိရဲ့သူတို့ကကြတော့အဓိကကအဲ့ဒီအဲ့ water tower ပေါ့နော်အဲ့ဟာကြီးကိုသူတို့ကဖြုတ်ချင်တာဖြုတ်ပြီးတော့ဘာလို့လဲဆိုတော့သူတို့အတွက်လည်းအနေရရှိရဲ့ပေါ့နော်သူတို့တည်းလည်းအနေရရှိတယ်သူတို့ကအဲ့လိုဖြုတ်ပေးမှသူတို့လည်းလုတ်ပေးနိုင်မယ်ဆိုပြီးတော့ပြောတာအဲ့ချိန်မှာကိုရီးယားလည်းမလုတ်တတ်ဘူးပေါ့နော်အဲ့လိုမလုတ်မလုတ်ပေးရဘူး မလုပ်ပေးရဘူးဆိုတော့အဲ့မှာလည်းပြန်ပြီးတော့ကရင်သမားလည်းပြန်ညရတယ်ပြီးတော့သူတို့လည်းပြန်ပြီးတော့လူမျိုးအခက်တွေ့နေရဆိုတော့နားလေအောင်လည်းပြန်ပြောပြရပါရှင်ဟုတ်ဟုတ်ဒီအတွင်းထဲတော့ဝင်ရပါမယ်ဒီကနေပြီးတော့ဟိုးအောက်ဆုံးထိကိုသွားခဲ့ရပါရဲ့ရှင်ဟုတ်ထူးဆန်းတာတစ်ခုอ่ะဗောနော်သူက ခဏနောင်မယ်တဲ့ငါတို့ခဏနောင်မယ်တဲ့သူက after shock ရှိရဲ့ after shock ဆိုတာအဲ့လိုမျိုးငလင်လှုပ်ပြီးွားတော့အသေးမွားလေးထက်လာရလေအဲ့အသေးမွားလေးရှိလို့တဲ့ငါခုလောက်မှကြုံလိုက်ပြီတဲ့ကြုံလိုက်ရတယ်တဲ့အဲ့ကြောင့်မခဏနောင်မယ်တဲ့ဆိုပြီးတော့ပြောတာအဲ့လို after ရောက်ရှိမှာပေါ့နော်အဲ့လိုပြောရတဲ့အချိန်မှာခဏနေကြတော့တကယ်ကြီးကိုငလင်ကလှုပ်လာပါပေါ့နော်အဲ့လိုမျိုးလေးတို့ရှိရယ်အာပြီးတော့သူက dead body ကိုဘယ်နှဘယ်နှမှာ stage ဘောက်ရှိရယ်ဆိုတော့သူတို့ပြောနိုင်တယ်ပေါ့နော်ဟုတ် အာ volunteer ကတော့အဲ့လိုလုပ်ဖို့တော့ရှိရဲ့ရှင်ဟုတ်အာ volunteer ကိုနည်းနည်းလေးကိုကလေအဲ့လိုတတ်နိုင်တဲ့လောက်လေးပေါ့နော်ဒီဒီလိုမျိုးကိစ္စတွေဖြစ်နေချိန်မှာကိုတတ်နိုင်တဲ့လောက်လေးကိုလုပ်ပေးရှင်လို့ volunteer ကတော့လုပ်ဖို့ရှိရဲ့ရှိပါရှင်ဟုတ်ထုံထုံသွားတဲ့လူတွေအတွက်လည်း fighting မှာလို့ပေါ့နော်အတင်းထားပါပေါ့နော်ပြီးတော့ daily လိုမျိုးပေါ့နော် volunteer တွေပေါ့နော်အဲ့လိုလုပ်တဲ့လူတွေအတွက်လည်း safety ကိုတေချာလေးခယူးဆိုင်ပြီးတော့တေချာလေးလှုပ်ဆောင်ပါလို့ပြောချင်ပါရဲ့ရှင်ပြီးတော့အကုန်လုံးလည်း fighting မှာလို့ဟုတ် Uh, like our country in Myanmar has been uh, uh, facing so many difficulties and uh, so many uh, terrifying things, uh, like a 7.7 .7 magnitude earthquake. So, uh, so our, our country is in ruin. But uh, I would like to thank to uh, volunteers from other country for uh, helping our country with anything with anything they could do and thanks for helping our country and fixing our country back and just I want to thank you to all the volunteers that are helping our country Myanmar because our our country Myanmar has been in ruins and we will need like other people, other country uh, technologies and machines to help our country back in our old time. So uh, I just want all of the volunteers to stay safe and wear safety and be safe. Uh, I would like to uh, say all to the volunteers, uh, thank you very much and please still fighting.